ပမောက္ခကမောင်ဝင်အသေးတူဆံဝင်ကြီးစတင်ပြီးတော့အသေးယောဂထွေရဘုဒ္ဓအင်္ဂလိပ်စာဘဝရဲ့အတွေးခေါ်တွေပတ်သက်တဲ့အရာတွေကိုဆရာစိတ်ကူးရဲမှာပေါ်ကျင်တာတွေကိုပြောကျင်တာပြောသွားမယ်ပထမဆုံးစပြီးလွှင့်နေအစီအစဉ်မှာဒီနေ့ပထမဆုံးစိတ်ထဲမှာပေါ်လာတာပြောကျင်တာတော့အသေးအောင်တော့ဘီဘိုးကုတဲ့ဆေးတွေကြောင့်နည်းနည်းလေးပြောကျင်တယ်။ဘာလို့အများစု မြန်မာနိုင်ငံအများစုသုံးနေတာကတနဖော်ဘီယာပဲ300 mg 300ကိုတောက်နေတဲ့ဆေးပြားတွေကြည့်လိုက်ပါ300လာဒါမှမဟုတ်ရင်အခုနောက်ပေါ်တဲ့တနဖော်ဘီယာ25 mg 300 mg အဲ့ဒါရှိတယ်အဲ့တော့300တောက်လား25 mg ဆိုတော့25တောက်မလားဆိုတော့ရှင်းပြအဲ့တော့တနဖော်ဘီယာ deboxyl fumarate ဆိုတော့ DDF ဆိုတော့300 mg သူကဆေးကိုတောက်လိုက်လို့ရှိရင် ဆယ်ရာခိုင်နှုန်းမှာအသက်ဆဲဝင်နေ60ရာခိုင်နှုန်းကကြောက်ကတ်ကိုရောက်သွားရေရှည်တောက်ရင်ကြောက်ကတ်ထိခိုက်နေတယ်အယိုးတွေပွားပြီးအယိုးတွေကျွနေတယ်ဒါကြောင့်မလို့တဖြည်းဖြည်းသူ့ကိုနည်းနည်းလေးအသက်60ထက်ဆိုလုံးဝမတိုက်သင့်ဘူးအယိုးကျွနေတယ်အဲသူနဲ့အပြိုင်ဘာပေါ်လာလဲတင်နဖိုဘီယာပဲဒါပေမဲ့တင်နဖိုဘီယာအယ်ဖာနမိုက်အယ်ဖာနမိုက်တင်နဖိုဘီယာအယ်ဖာနမိုက်ဆိုတာက ်သူက 25mg ပဲပါတယ်အဲ့တော့သူကဆေးကိုတောက်လိုက်လို့ရှင်60ရာခိုင်နှုန်းအသက်ဆဲတော့ဝင်တယ်100ရာခိုင်နှုန်းမှာကြောက်ကတ်ကိုရောက်သွားတယ်အဲ့တော့ကြောက်ကတ်လည်းမထိခိုက်ဘူးအယိုးလည်းမထိခိုက်ဘူးပေါ့အရင်တော့တော်တော်များများကတနဖော်ဗီယာအယ်ဖာနမိုက်ကိုရတီအပ်ကိုသိမှတော့ကြောင်းဈေးရကွာတော့တပြေးတပြေးနဲ့အခုပေါ်ရ9နှစ်လောက်ကြော်ပြီးဘလို့ကွာတော့ ဆေးကဘာမှမကွာတော့ဘူး TDF နဲ့ DF နဲ့ tenofovir 300 mg နဲ့ tenofovir 25 mg နဲ့အဲ့တော့အဲ့လိုဆိုရင်ဘာတော့ဒီလိုကြောက်ကောက်ကိုလည်းထိတယ်အရိုးကိုလည်းထိနေဆေးမျိုးတောက်မှလည်းတဖြည်းဖြည်းနဲ့တကဘာလုံးမှမြန်မာပြည်မှာ train ကဘယ်လိုသွားမလဲဆိုတော့ tenofovir 300ကိုမတောက်ကြတော့ဘူး tenofovir 25 mg ကိုတောက် အဲ့တော့ xenophobia tournament million series လဲအခုစဉ်နေရာအနှံ့ပြားမှာ company တော်တော်များလည်းတွင်းနေပြီနောက်ဆုံးအခု cfam company လည်းတွင်းလာပြီအဲ့တော့ဖြစ်နိုင်ရင်2025ခုနှစ်ဘီဘိုကုသတဲ့ထူးခြားချက်ကိုပြောရင် DDF ဆိုတဲ့ xenophobia 300 million တွေကိုတုံးတယ်ရလိုက်ပါ TAF လို့ခေါ်တဲ့ tenofovir alpha nimide 25 mg 25 mg အဲ့ဒါကိုပြောင်းပြီးသုံးကြပါလို့ဆရာဒီနေ့စိတ်ကူးရံပေါ်လာလို့ပြောလိုက်ပါ